တရားရဟံပူဇော်သူကိုခိုင်းတော်မူထိုက်တော်မြတ်စွာဘုရားဒီကနေ့ဒီဇင်ဘာ9ရက်2025ခုနှစ်မှာဒါခရစ်စမတ်ကာလနဲ့ညီလာပြီပေါ့လေဒီနေ့ဥစဉ်ကိုจิตတုခင်သူမြတ်နိုးသူများအတွက်ဥစဉ်တည်င်းစကားမစစ်အနေငယ်ပြတော်မှာဖြစ်ပါတယ်ခရစ်စမတ်ကာလမှာဥစဉ်ကိုတိမတ်ပြုတဲ့အနေနဲ့ပျော်ပွဲရှင်ပွဲတွေကျင်းပကြတာပေါ့လေနောက်တော့ Happy New Year ဆိုပြီး ဒီဥစဉ်ကိုချစ်ခင်ကြည်ညိုချစ်ခင်မျက်နှာတဲ့လူတွေကတစ်ကဘာလုံးမှဒါဒီ celebrate လုပ်ကြတာပေါ့လေ happy new year ဆိုပြီး celebrate လုပ်ကြတယ်ဒီကနေ့ဥစဉ်ရဲ့ဖြစ်တည်မှုနဲ့တူဒီကနေ့ဥစဉ်ရောက်ရှိနေတဲ့အမ်ကြိုက်ကောတင်စိတ်ဒင်ဂိုစီဇိုင်းဆိုတာရှိတယ်ဒင်ဂိုစီဇိုင်းဆိုတာရင်းကဥစဉ်ဂျပန်နိုင်ငံအီနိုရှိမာမြို့ပေါ့လေဒီမှာဥစဉ်တို့တင်မောက ထောက်တင်တော့တလူငါး တပတ်လောက်ကြာတယ်ဒီမှာဦးဇင်းတို့ယာမရာဒင်ကိုဆိုတဲ့ဒီဒီမှာလက်စစ်ပစ္စည်းဂုံလိုက်ကြီးကိုဦးဇင်းနဲ့ဒီမှာဦးဇင်းနဲ့အတိတယောက်ဦးဇင်းနဲ့လုပ်ဖို့ကံမဲ့တယောက်ပေါ့လေဦးဇင်းတို့ရောက်လာတဲ့ခါကျတော့ဦးဇင်းကကင်မရာဝယ်တယ်ကင်မရာလေးတရုံးဝယ်တယ်အီနိုရှိမာယာမရာဒင်ကိုပေါ့လေဦးဇင်းတို့ဒီကနေ့ဦးဇင်းနဲ့ဖြစ်တည်မှုနဲ့တူစကလုံးလှလှလေးတွေဖန်တီးထားတာရှိပါတယ် စကလုံးလှလှလေးတဖန်နီတာဆိုဥစဉ်ရဲ့ဖြစ်တည်မှုနဲ့တူဥစဉ်နေရဲ့ဖြစ်တည်မှုကိုတမိုးထားတဲ့အနေနဲ့ဥမာဒီမုတ်ကိုပြောမှဆိုလို့ရှိရင်ဒါထိုင်းနိုင်ငံကထုတ်တယ်ပေါ့လေဒါဆန်စပင်လေးကဆန်နီဆိုပြီးအဲ့ဒါဆန်နီဆိုတာရှိတယ်ပေါ့လေနောက်တော့ဥစဉ်ကိုနီတာဆိုပြီးနီတာကင်းနီတာကစ်ဆန်ကိုင်ရှန်ဆိုတာတို့ဂျပန်လိုပေါ့လေအဲတရုတ်လိုတရုတ်လို တယုလိုကြတော့အင်္ဂလိပ်နဲ့ဆက်ဆက်ပြီးတော့ social lounge အိုင်တာမျိုးဟိုအနေအကျူနေအစရှိတယ်ဗောလေဒီအင်းကြီးအင်းကြီးအတုကဘာတော်လုံးမှာရှိတဲ့ဦးစင်ကိုချစ်တူခင်တူမျက်နှာတူများသူတို့ကဦးစင်နဲ့ဆက်နေဦးတော့အမြင်နာမည်လေးတွေမှတ်ခေါ်ထားတယ်။ဘာကြောင့်မျက်မျက်မျက်တနိုးခေါ်တယ်လဲဆိုတော့ဦးစင်ကဒီကနေ့ဆက်ပြောတော့မဟုတ်ဘောလေသူတို့အမျက်တနိုးထားတဲ့ဒါ remit တရားမျက်စောဖျားလောင်းတော့ဗောလေ Jesus ရှိတယ်ဗောလေအဲ့ဒီ Jesus ရှိတာကိုပဲလေ ယေရှုယေရှုဆိုပြီးသူတို့ကအတိမတ်ပြုတဲ့အနေနဲ့ရုပ်ရှင်နဲ့ဖန်တီးတဲ့ကမ္ဘာခေါင်းဆောင်တွေရဲ့နာမည်တွေစီဝါလုံငင်းရှင်ရဲ့နာမည်တွေကွန်ဗစ်စီတွေရဲ့အမည်နာမည်တွေကိုဥစဉ်နဲ့ဆက်နွယ်ပြီးတော့နာမည်တွေပေးထားတာပေါ့အဲ့လိုပေးထားတဲ့အခါကျတော့ဥစဉ်လည်းအဲဒီလိုခရစ်စမတ်ကာလနီးလာတဲ့ခါကျခဏကင်မရာဒင်းကို shopping mall ကအမအမဥစဉ်က slot gain ရလို့မဟုတ်ဘူးသူတို့ကလည်းသူတို့ကသူတို့က discount cut လေးတွေပေးတယ်အဲ discount cut လေးကဥစဉ်တို့ machine ထဲမှာထုတ်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုကခလုတ်လေးနှုတ်လိုက် ဲဆိုလို့ရှိရင်ဒီပါလဲတူ point တွေကြာလာတော့ကိုဝယ်မဲ့ပစ္စည်းတန်ဖိုးရဲ့ဒီ discount လေးကိုရတာပါလေရတဲ့ခါကျတော့အဲ့ဒါနဲ့အဲဒီကင်မရာတလုံးဝယ်တယ်အဲ့ဒါ yamna ding ကိုဥစဉ်ရောက်ရှိတဲ့နေရာပေါ့လေရောက်ရှိတဲ့နေရာကဒီတကယ်အဲမရှိမနှောင်းပါပဲမြန်မာနိုင်ငံတွင်းမှာဒါ ding ကိုဆိုတဲ့ဓာတ်စီဆိုင်ပေါ်လာတယ်ပေါ်လာတဲ့ခါကျခဏဥစဉ်ပြောပြီးပြီပေါ့လေဒီလို ဒီဟာဒီဟာရလေးကတော့ဘယ်လိုပြောမလဲကလေးလေးတက်တက်တက်လူကြီးတွေလည်းနှက်တက်ပေါ့လေနှက်တက်တယ်ပေါ့လေဒီမုတ်လေးကအဲဥစဉ်မြန်မာလိုခေါ်တဲ့ချက်တားမှုပေါ့လေအဲဆန်နီဆန်နီပေါ့လေဒီမှာအဲအမေရိကန်တမန်ထရန်ရဲ့စပင်းစပင်းကလည်းသူကဥစဉ်ကိုအဲကြည့်မိတယ်ဆိုလို့ရှိရင်ဥစဉ်ဖြစ်ထုတ်နိုင်အောင်ပေါ့လေသူစပင်းကိုသူစပင်းအကြောင်းသူပြောတယ်သူစပင်းကသူစပင်းကြည့်လိုက်ဘာလဲအဲဆန်နီဆိုတာသူအဲဘာလဲစပင်းစပင်းနီပေါ့လေဟဲ့စပင်းနီပေါ့အဲ့ဒါလေးကိုဥစဉ်အဲဘာလဲကဘာလုံးကဘာတော်လုံးမှာရှိတဲ့ဥစဉ်ချစ်သူခင်သူမျက်နှာတို့သတင်းစကားမစစ် စောင့်မျှော်နေလူများအတွက်ဥစဉ်ဒီကနေ့တရင်စကားဖြစ်ဥစဉ်ပြန်လဲညှောက်ပေးပါတယ်နောက်တော့ YouTube ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဥစဉ်ကိုတရင်စကားပြချင်တယ်ဗောလေဟိုတနေ့ကကောင်မလေးတယောက်ဆိုလို့ရှိရင်အင်္ဂလိပ်လိုပြောတယ်သူကဥစဉ်ဥစဉ်ကိုအမျက်တနိုးထားတဲ့နေနဲ့ဒီကဘာကြီးမှာဖြစ်နေတဲ့ဟာကိုကြည့်လိုက်ဥစဉ်နဲ့ဆက်နေပြီးတော့သူတို့အမိတွေမှတ်ခေါ်ထားတာဗောလေအမိတွေမှတ်ခေါ်ထားတယ်ဆိုတော့အဲ့ဒါလေးကိုသူကတရင်စကား message ပေးချင်တာဘာဖြစ်သူသူပြောတဲ့စကားလုံးကြီးကပိုလှတယ်လှတဲ့ခါကျတော့ဥစဉ် ါလဲအင်္ဂလိပ်ကနေမြန်မာလိုဘာသာပြန်ဖို့ဆိုတာပဲပဲသူတို့စကလုံးအဥစဉ်အတွက်ရွေးချယ်ထားတဲ့စကလုံးတွေကလှပနူးညံ့တိမ်မွေ့တယ်ဗောလေဒါအမှန်တိုင်းပြောမှဆိုလို့ရှိရင်ဥစဉ်အတွက်သူတို့ကတိမတ်ပြုတော့ဒါတည်င်းစကားမစေပြန်ပေးနေကြတာဗောလေအဲအဲ့ဒါလိုပဲအဲဥစဉ်ကတော့ဗာလဲဆိုတော့ဒီတည်င်းစကားမစေဆိုတာတခါကြရင်ဥစဉ်စီကတည်င်းစကားစောင့်မျှော်နေတဲ့လူတွေရှိတယ် ဆယ်ဥစဉ်ငယ်ရဆိုလို့ရှင်အမေကဘာကြောင့်နှစ်ခုဖြစ်နေရလဲပေါ့လေအမေဆိုတာတစ်ခုတည်းရှိရမှာပေါ့လေအဲ့ဒါနဲ့ဆက်နွယ်ပြီးတော့ဒီကနေ့ဂုံပစ္စည်းဖြစ်တဲ့ဥစဉ်တို့ဆက်တွယ်ရေးမှာအသုံးပြုတဲ့ဖုံးကားစဒူဒူရယ်စင်းဆိုပြီးတော့ဒူရယ်စင်းဆိုပြီးတော့အဒီကနကက်ထည့်လို့ရတဲ့အဒီဒူရယ်စင်းကဖုံးကက်ဖုံးကနကက်တုံးလို့ရတဲ့ဟာမျိုးတွေဖြစ်ပေါ်လာတော့ပါလေ ဒီကိမြန်မာနိုင်ငံမှာရှိတဲ့ mind test ဆိုဥစဉ်နဲ့ဆက်နေပြီးတော့ဥစဉ်ဖုံးပြီးဝတ်နေတဲ့ခိုက်မှာပဲဥစဉ်နဲ့ဆက်နေပြီးတော့အတိမတ်ပြူတော့ဖြစ်ပေါ်လာတဲ့ဒါစင်စင်ကတ်တစ်ခုပေါ့နော်တယ်လီနဲဆိုလို့ရှိလို့ရှိရင်ဒေါ်လာနီးပေါ့လေဒါတွေဖုံးတစ်ခုဆိုလို့ရှိရင်ဥစဉ်ကစင်ကတ်နှစ်ကတ်ထည့်လို့ရတယ်စင်ကတ်နှစ်ကတ်တဲ့အဲ့ဒါလိုပဲဥစဉ်နည်းနည်းအတက်ကြီးလာတဲ့ခါကျစဉ်းစားတွေးခေါ်တက်သွားအောင်ဥစဉ်ရဲ့ဖြစ်တည်မှုအမှန်ကိုလည်းသိအောင်ဒါနိုင်ငံတကာအကောင်းဆုံးနေတိပ္ပံပညာရှင်တွေစူးစမ်းအထောက်အပံ့တော့ တည်ထောင်မှုတော့ဘယ်လိုပဲမဲ့ကျန်စားကြတာပေါ့လေကျန်စားကြတယ်ဆိုတော့ဒီကနေ့ပြောမှာဆိုလို့ရှိရင်စွန့်စားကြတယ်စွန့်စားကြဟိုတလောကဆိုလို့ရှိရင်ဥစဉ်ဒီအာကာတနဲ့ပတ်သက်ပြီးတော့ဒီအာကာတကိုတွားဦးတော့အဲဒီဥစဉ်တို့ဒီဂျက်ပီဆိုတို့ဥစဉ်ပြောပြီးပြီအဲ့ဒါဂျက်ပူဆိုနဲ့ဆက်တယ်မှာအမေရိကန်မှာရှိတဲ့တထိပ်ကြီးတွေပေါ့လေသူတို့အာကာတရတွေကိုအာကာတရတွေကိုတွားပြီးတော့အဲဒီအာကာတရင်နဲ့ ဒီလေဒီကဘာမြကဘာမြဆွဲအားလွတ်တဲ့ထိသူတို့တွားတော့ကဘာမြဆွဲအားလွတ်သွားတဲ့ချိန်ထိသူတို့ကဥစဉ်ကိုသူတို့ရဲ့စွန့်စားခန်းတွေကိုသူတို့မြင်ကျင်တယ်ပေါ့လေအာဂတာထဲမှာသူတို့တမိတာစုလုံးဘယ်လိုပဲကဘာမြဆွဲအားကနေလွတ်သွားတဲ့နေရာကနေဥစဉ်ဗီဒီယို recording လုပ်တော့ကဘာတွန်းလုံးကိုပြတယ်ဥစဉ်ကြည့်မိရင်လည်းဥစဉ်အဖြစ်ထုတ်တက်အောင်လိုမျိုးတီထွင်ဖန်တီဒါတာလေးရှိတယ်ရှိတဲ့အခါကျဒီကနေ့ဒီဇင်ဘာဒီနေ့ဥစဉ်ပြောမှဆိုလို့ရှိရင်ဥစဉ်ရောက်ရှိနေတဲ့နေရာကတော့ဒီ တထုံမြို့နယ်စိုက်ကောတိန်စိတ်ဒီကနေပြောင်းဝင်လာမယ်ဆိုလို့ရှင်ဆယ်မိုင်လောက်ဝေးတဲ့အင်ဒေါ်ကြီးရွာပေါ့လေအင်ဒေါ်ဆိုတာဦးဇင်းတို့ဒီဟိုဒီမှာမရှိဘူးဒီအင်ဒေါ်ဆိုတဲ့ကြီးရွာကဗမာဦးဇင်းတို့အင်တာနက်ထဲမှာ GPS ထဲမှာမရှိဘူးဗမာရှိတယ်လဲဆိုတော့ဖားဖားပင်ဆိုတဲ့ကြီးရွာပဲရှိတယ်ဖားပင်ဆိုတဲ့ကြီးရွာကြီးရွာပဲရှိတဲ့ခါကျတော့ဒီကနေ့ဦးဇင်းကိုချစ်တူခင်မြတ်တို့များအတွက်ဒီ မှာဆိုလို့ရှင်ဒီမှာဆိုလို့ရှင်သူတို့ကဥစဉ်နဲ့ဆက်နေပြီးတော့အဲဗာလဲဒီမှာသူတို့ဗာလဲဖုန်ကြီးเจ้าနေရဲ့နာမည်အစဆရာတော်ကြီးတွေရဲ့နာမည်အစသူတို့အမှဥစဉ်နဲ့ဆက်နေပြီးတော့အမိအမိတင်ညာတွေမိပညာမိတင်ညာတွေဖြစ်ပေါ်နေကြတာဗောလေဒါဥစဉ်အဖြစ်ထုတ်တက်သွားတော့ထုတ်တက်တော့ဒီနေ့အဲအဖြစ်ထုတ်တက်သွားတယ်အဲ့ဒါနဲ့ဆက်နေပြီးတော့ဥစဉ် Christmas ဆိုတာကအဲခရိယံကိုယုံကြည်တဲ့လူတွေရတန်းကြတော့သူတို့ကဘယ်လိုပြောမှန်း ခရီးန်ဆိုတာခရစ်တော်ဘောလေခရစ်မတ်ခရစ်ခမတ်ခရစ်မတ်ဆိုတာဘလောက်ပဲဒီအဲဘာဒီဆုတ်ကက်ဆိုတော့ဒီဒီဆုတ်ကက်ဆိုတော့ဒီအက်တီကျူတွေကအဲ့မဖြစ်ပေမဲ့ဦးဇင်းတို့ ODM ခရင်းဆိုတော့ဘောလေဘာဦးဇင်းတို့တခါလေကြာဦးဇင်းရဲ့စိတ်ခံစားမှုပုံမှုဒီဝဲတချင်းလေးတွေဆက်ဆုပ်ကြတာဘောလေဆက်ဆုပ်တဲ့ခါကျတော့ဦးဇင်းစိတ်တက်ရေးရပိုင်းမှာဆိုင်ဆိုင်ရမှာလှပရင်လှပသွားတယ်လို့အချင်းဒီဆို ီကုန်းတိဆိုထားတဲ့လှလှပပလေးတာယာနာပွဲပြတချင်းလေးတွေတီထွင်ဖန်တီးထားတာလေးလေရှိတယ်ပေါ့နောက်တော့ခစ်စမတ်နဲ့လီနာဘီဆိုတော့ဥစဉ်တစ်ခါသူတို့ကစကားကိုတားဥစဉ်စီကတင်းစကားတားမြှော်လေးတစ်ခါကြတော့အဲဒီကဘာပေါ်မှာအလုံးပြုံးပြောနေသလားဆိုလို့ဆိုလို့ရှိရင်အလုံးမင်းကြောက်မင်းကြောက်ပေါ့လေအဲမင်းကြောက်မင်းကြောက်ဆိုတော့ဥစဉ်ကြောက်ပေါ့လေကဘာကြီးဒီမှာအဲဥစဉ်တို့ဒီကဘာကြီးမှာဖြစ်တည်နေတဲ့အရာလေးတွေကအဲဒီဖိလစ်ပိုင် တမနာဆိုလို့ရှိရင်ဒူတာတေး ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာဆိုလို့ရှိရင်ဦးစင်းရဲ့မေတော်ဒေါ်ရွှေကြည်နဲ့ဆက်ဆက်နေတော့ကလေအဲမနီလာဟုတ်တယ်မနီလာမြို့ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာဆိုပြီးဒါနာမည်လေးတွေဖြစ်ဖြစ်ဒီလာတော့ဦးစင်းဖြည့်ထုတ်တတ်တော့ဗောနော်ဒူတာဒေးဆိုတာဒေတာတူလို့ပြောတာဒေတာတူဆိုဒူတာဒေးဖိလစ်ပိုင်နိုင်ငံရဲ့ခေါင်းဆောင်ဒူတာဒေးဆိုတာရှိတယ်နော်ဒူတာဘာလဲဒါအဲဘာလဲဒီမှာသူသူလက်တော်နာမည်ကြီးတော့ဗောလေဒူတာဒေးဆိုတော့ဒေတာတူလို့ပြောတာနော်အဲ့ဒါနဲ့ဆက်တော့ဒီ ထရန်ထရန်ရှီဂျင်းပင်ဆိုလို့ရှိရင်ဒီပြတပြတော့ဦးစင်းတိတာပေါ့လေဦးစင်းတိတဲ့ခါကျဒီကနေ့ဦးစင်းကိုချစ်သူနောက်တော့ဆက်ဆက်ပြီးတော့ဦးစင်းရဲ့ဖြစ်တည်မှုကိုပို့ပြီးတော့အဲဘာလဲလှလှပပလေးအဲရုပ်ရှင်ဇလန်တူလေးတွေရိုက်တယ်နောက်တော့ကဘာကဘာတွန်းလုံးမှာဒါသူတို့မြတ်တနိုးထားတဲ့မြစ်တရာမြစ်စောဖျားအောင်တော့ဆိုတော့သူတို့ကအရင်နေ့ကနေတမိုးထားတဲ့နေနဲ့ တချင်းလေးတွေစီဒီဒီကုန်းဆက်ဆိုတာနောက်တော့ဒီတိပ္ပံပညာဆိုင်ချက်လက်တွေကစပေါ့လေဥစဉ်နဲ့ဆက်နေဘူးတော့တည်ထွင်ဖန်တီးထားတာပေါ့ဒီကနေ့ဥစဉ်တို့ဒီအဲပြောမှဆိုလို့ရှင်ဥစဉ်တို့ဒီ package ဆက်စုနှစ်နှစ်စုနှစ်ခုအတွင်းမှာပဲကဘာလုံးမှာရှိတဲ့အယုတ်မြတ်လက်မြွေလူဒန်းစားကိုင်နိုင်တဲ့ဒါကဘာလုံးကိုဆက်တွေ့ပြည့်စုံနိုင်တဲ့အဲကဘာတွန်းလုံးမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုကြည့်ရှုနိုင်တဲ့ ဦးဇင်းတို့ tele communication ဖြစ်တဲ့ဒါဖုန်းဆိုတာလူတိုင်းလက်ဝယ်တဲ့ကိုရောက်ရှိလာတာပါလေနော်အဲဦးဇင်းကိုချစ်တို့ခင်မြန်တို့လူများအတွက်ဦးဇင်းဒီဇင်ဘာခရစ်စမတ်လည်းနေလာပြီဆိုတော့ဒီကနေ့တင်စကားမက်ဆေ့ကိုဘယ်သူမှဆိုကြည့်ခဲ့တယ်ဆိုလို့ရှိရင်ဦးဇင်းအတွက်တည်ထင်ဖန်တီးထားပြီးတော့ဦးဇင်းမကြည့်ဖြစ်ခဲ့ရင်လည်းမကြည့်ဖြစ်ခဲ့ဘူးစိန်တော်မှဒီဖန်ကြီးတဲ့အတူအမျက်တလို့ထားပြီးတော့ဥစဉ်ဖြစ်တည်မှုနဲ့အတူစိတ်စိတ်ပျော်ရွှင် ဥစဉ်ဖြစ်တည်လာမှုနဲ့တူချမ်းမာခြင်းချမ်းသာခြင်းပျော်ရွှင်ခြင်းတွေကဘာကြီးဒီမှာဖြစ်နေတယ်ဆိုတာတကဘာလုံးတည်တယ်လို့ဥစဉ်လည်းအဲ့ဒီလိုတွေ့နေရချမ်းသာချမ်းမာခြင်းချမ်းသာခြင်းပျော်ရွှင်ခြင်းဆိုတာဆုလက်တစ်ခုပေါ့လေဥစဉ်ရမွေးဖွားလာခြင်းနဲ့တူတော့အဲ့လိုပဲဥစဉ်ဆုပြန်ပေးတော့ပေါ့လေအဲကဘာကြီးမှာရှိတဲ့ကဘာတို့ကဘာသားတွေအလုံးချမ်းမာခြင်းချမ်းသာခြင်းပျော်ရွှင်ခြင်းဆိုတဲ့ဆုလက်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ဒီကနေ့ခရစ်စမတ် အဲခစ်စမတ်မတိုင်ခင်သတင်းစကားမက်ဆေ့ဖြစ်ကဘာတွန်းလုံးမှာရှိတဲ့ဥစဉ်ချစ်ဥစဉ်ကိုချစ်တူခင်တို့မျက်နှာတူထံများကိုဥစဉ်သတင်းစကားမက်ဆေ့ပြန်ပေးပါတယ်အားလုံးပဲကိုစိတ်နှပြကြမ်းမာချပါချမ်းသာကြပါစေတာတူတာတူတာတူ